တန်များတုံခါလျက်လူတန်မိုးဆိုတာဘာကိုပြောတာလဲကဗျာဆိုတာကိုရီးယားရုပ်ရှင်ကားတွေလိုကောင်းရင်လားတဲ့တည်ခြင်းစော်ကိုနှံလို့မမီကျွန်တော်ရှင်နိုင်ခဲ့တဲ့နှစ်30မှာကြောင်းသားဗန်စီညဆောင်စိတ်ကန်းကုန်တင်ကုန်ချရေနံတွင်းတူးအယူတယောက်လိုလဲကောင်းမာလေးအိမ်ရှိမြောင်းနေလူးလှိမ့်ခဲ့ဘူးပါတယ် ။တချင်းတွေ တပုတ်ပြီးတပုတ်။စာအုပ်တွေတအုပ်ပြီးတအုပ်။တငယ်ချင်းတွေတယောက်ပြီးတယောက်။လက်ဖက်ရည်ဆိုင်တွေတဆိုင်ပြီးတဆိုင်။အရက်ဆိုင်တွေတဆိုင်ပြီးတဆိုင်။လမ်းတွေတလမ်းပြီးတလမ်း။စိတ်ကူးတက်ရာတွေကြီးပါပဲ။ရှောက်ပြောလို့ရှောက်လုံလို့။မမေကျွန်တော်ကပြင်းစရာကောင်းသလားကျွန်တော်လဲပြင်းစရာကောင်းတဲ့လူတွေနဲ့မပေါင်းချင်ပါဘူး ပြင်းစရာကောင်းတဲ့သင်တန်းတွေလည်းမတက်ချင်ပါဘူး။ပြင်းစရာကောင်းတဲ့အယူအဆတွေလည်းနားမချောင်ချင်ပါဘူး။မမေအဖေကစာသင်ရင်းတည်တယ်။ကျွန်တော်ကဘာလုပ်ရင်းတည်ရမလဲ။မမေတချို့တကားတွေကဘလောက်ခောက်ခောက်မပွင့်ဘူး။မမေကျွန်တော်ချစ်နေတဲ့တရုတ်မလေးမှာမျက်ရည်မရှိရှာဘူး။မမေပတ်စံမရှိတဲ့ယောဂါကိုဘာနဲ့ကုမလဲ။မမေအနာကရှော့တဲ့ ယဉ်ကျေးမှုချင်းတိုးတိုက်မိခြင်းနဲ့ပုံလူမျိုးပွားလူသားတဲ့မေမေတဝမ်းတကားဟာစမ်းပြလှကြည်လားခစ်တွေအလင်းစလိုရွှေလျားလိုလူဟာအင်္ဂါဂျူလိလာစူဇန်မှုတွေအဝီစီတွင်တူးသူတွေဒုံးမြန်တီထင်သူတွေတရားစခန်းဝင်သူတွေအလုစခန်းကပြန်လာသူတွေငရှင်သွေးတောက်သူတွေတီကောင်ကိုစားနဲ့တို့သူတွေလောကလူရွာမှာ ရန်နေရများလဲတဝုံးဝုံးလဲပတ်လို့မမေလူတွေကြားမှကြားပါမလားကျွန်တော်အစ်ကိုင်းကြောက်ကလေးကျိုးတဲ့အတန်ကိုလူတွေတိမှတိပါမလားကျွန်တော်ဂျင်းမောင်းမီလေးပြန်ဖာထားရတာကို လူတွေမြင်မှမြင်ပါမလားကျွန်တော်အစ်င်သာမေတ္တာတရားကိုဘာပဲဖြစ်ဖြစ်မိကျစ်ကလေးတစ်လုံးတော့စောင့်ထားရမယ်ဘာပဲဖြစ်ဖြစ် ထုပ်ပတိစာအုပ်တွေဖတ်ထားရမယ်။ကိုအကြောင်းကိုတော့ပြောရမှာပဲ။ဒါပဲဖြစ်ဖြစ် အခန်းတစ်ခန်းတော့ဝေထားရမယ်။ဒါပဲဖြစ်ဖြစ်တယောက်ယောက်တော့ရောက်လာမှာပဲ။မမေဒါပဲဖြစ်ဖြစ်ရန်ကုန်မှာပျော်ပါတယ်။လွတ်သွားတဲ့ငါးကိုလည်းမကြည့်ကျင်တော့ပါ။မနှမ်းမှုတဲ့နှခမ်းများကိုလည်းမလွမ်းတော့ပါ။ဒါပဲဖြစ်ဖြစ်ရန်ကုန်မှာပျော်ပါတယ်။လူမိုက်တွေနဲ့လည်းတိခဲ့ လူရင်ကျေးတွေနဲ့လဲကျွမ်းခဲ့လမ်းမှာလဲမွေဆိုးတွေကြီးတက်နေမိလို့မေမေဘာလဲဖြစ်ဖြစ်ရန်ကုန်မှာပြောပါတယ်ကြည်စောအေး